မဆင်းမြောက်ပရိသတ်ကြီးရေဒီကနေ့မှတိဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့နှစ်ပေါင်း40ကြာသည့်တိုင်အောင် အမည်ကျော်ကြားခဲ့တဲ့ဘွေးမီးယားရက်စတီတခြင်းကို ဖန်တီးရေးသားခဲ့သူဖြစ်တဲ့အပြင်ဘိုင်းဆက်ရှယ်တယောက်လေးဖြစ်တဲ့ဖရက်ဒီမာဂျူရီရဲ့ဘဝဆက်ဆောင်လေးတွေကိုစိတ်ဝင်စားဖို့တိဆက်ပေးတော့မှာပဲဖြစ်ပါရရှင်ဖရက်ဒီမာဂျူရီ1946-1997ဖရက်ဒီမာဂျူရီလို့အမည်ရတဲ့အဲ့ဒီအမျိုးသားကဆိုရင်တော့တမူထူးခြားတဲ့အနုပညာစွမ်းရည်တွေနဲ့အတူသူ့ရဲ့လင်းစိတ်တင်းညွတ်မှုကိစ္စကြောင့်မှာ နမည်ကြော်ကြားခဲ့သူတယောက်ဝင်ဖြစ်ပါတယ်ပရိသတ်ကြီးဖရက်ဒီက1909နှစ်အပိုင်ကြားရီတုန်းကထင်ရှားကြော်ကြားခဲ့တဲ့မြစ်စစ်ပန်ကွင်းရဲ့လီစင်ဟာတယောက်ဖြစ်ပြီးတော့ကမ္ဘာကျော်ချင်းတစ်ပုတ်ဖြစ်တဲ့ဘိုမီးယားရက်စတိုရီကိုဖန်တီးခဲ့သူတယောက်လည်းဖြစ်ပါတယ်ဖရက်ဒီရဲ့သူများနဲ့မတူတဲ့ထူးခြားမှုတစ်ခုကတော့တာမန်လူတွေထက်တွားလေးကျောင်းအပူပန်လာခဲ့တာပဲဖြစ်ပါတယ်ဒီတွားလေးကျောင်းအပူပန်လာခဲ့တဲ့အတွက်လည်းဖရက်ဒီကတချင်းဆိုတဲ့နေရာမှာတခြားသူတွေထက် vocal range ပို့ပြီးတော့ကျဲတာပဲဖြစ်ပါတယ် ပရက်တီက1946ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာဇန်စီဘာနိုင်ငံမှာမွေးဖွားခဲ့တာဖြစ်ပြီးတော့ဖရက်တီရဲ့မွေးနေ့မယ်ကတော့ဖာရုတ်ဘူဆာရာလို့ခေါ်ပါတယ်။ပရက်တီရဲ့မိဘတွေကဇိုရိုရက်စတာဘာသာကိုးကွယ်ကြသူတွေဖြစ်တဲ့ဖာစီအင်ဒီယန်လူမျိုးတွေဖြစ်တာနဲ့အညီဘာသာတရားကိုလည်းအလွန်ကန့်ရှက်ကြသူတွေလည်းဖြစ်ပါတယ်။ဖရက်တီကသူ့အသက်9နှစ်အရွယ်မှာပီယနိုတရားကိုစတင်သင်ယူခဲ့ပြီးတော့သူ့အသက်10နှစ်လာမှာတော့ဖရက်တီကစိတ်ပီတာလို့အမည်ရတဲ့ကျောင်းမှာ ကျောင်းရင်ကျောင်းဆောင်ပုံစံမျိုးနဲ့ပညာသင်ယူခဲ့ပြီးတော့သူ့အသက်၁၂နှစ်အရွယ်မှာတော့ကျောင်းနေမျိုးစစ်ဗန်တစ်ခုကိုတငယ်ချင်းနှစ်ယောက်နဲ့တူစတင်ပြီးတော့ဖွဲ့စည်းခဲ့ပါတယ်။ဖရက်ဒီရဲ့မိသားစုကတာမန်လူရဲစားဖြစ်တာကြောင့်ဖရက်ဒီကဟီထရိုအဲပေါ်မှာအထုတ်တန်းသမားတစ်ယောက်အနေနဲ့လည်းအလုံးလုခဲ့ပူပါသေးတယ်။ဖရက်ဒီကသူ့ရဲ့ငယ်ဘဝအချိန်တော်တော်များများကိုအိန္ဒိယနိုင်ငံမှာကုန်ဆုံးခဲ့တာဖြစ်ပြီးတော့1946ခုနှစ်နွေရာသီမှာတော့ဇန်စီဘာတော်လှန်ရေးကြောင့်အင်္ဂလန်နိုင်ငံကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အင်္ဂလန်ကိုထွက်ပြေးတိမ်းရှောင်ပြီးနောက်မှာတော့ဖရက်ဒီကစမိုင်းလို့မြင်ရတဲ့မျိုးစစ်ပန်တစ်ခုကိုအလွန်သဘောကျပြီးတော့စမိုင်းပန်ရဲ့ပြိသက်တူဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ဖရက်ဒီကစမိုင်းမန်ကိုတွားရောက်အားပေးရင်ကစမိုင်းမန်ရဲ့ပင်နိုင်ဆိုရှင်ဘန်ကနှုတ်ထွက်တော့မဲ့တဲ့တင်းကိုကြားသိရတဲ့အခါဖရက်ဒီကအဲ့ဒီပင်နိုင်ဆိုရှင်နေရာမှာဝင်ရောက်လုချင်တဲ့ကြောင့်ပြောရကားနေ၊ क्व င်းဆိုပြီးတော့ဘန်တစ်ခုကိုစတင်ဖွဲ့စည်းဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဖရက်ဒီက क्व င်းမန်ရဲ့တခြင်းများစွာကိုရေးသားခဲ့သူတူဖြစ်ပြီးတော့ क्व င်းမန်ရဲ့အကြောကြားဆုံးဖြစ်တဲ့ အင်းနိုင်ရဲ့ Opera Elban ရဲ့တချင်းဆက်ကွန်ဘောအနက်ကဆယ်ဘုတ်ကို Freddy တယောက်တည်းရေးသားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနက်ကမှအကြောကြားဆုံးတချင်းကတော့ Bohemian Rhapsody ဆိုတဲ့တချင်းပဲဖြစ်ပါတယ်။ Bohemian Rhapsody က6မိနစ်ခန့်ရှိပြီးတော့တချင်းတွေထဲမှာဆိုရင်တော့ရှင်လျားတဲ့တချင်းလို့ပြောရမှာဖြစ်ပြီးတော့တချင်းက Ballet Opera နဲ့ Harrow မျိုးစားတို့ကိုတင်တဲ့လှပစွာနဲ့စင်ရည်တီးပြတ်ထားတဲ့ကမ္ဘာကျော်တဲ့အမှုပညာလက်ရတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီတချင်းက Freddy ရဲ့လင်းစိတ်တင်းညွတ်မှုကိုဖွင့်ရဝင်ခံထားတဲ့ စင်ဘုတ်ဖြစ်တဲ့အကြောင်းကိုတော့နှောင်းလူတွေကသုံးသက်ကြတာကိုတွေ့ရပြီးတော့ဖရက်ဒီကဘွေးမီးယားရက်စတိုရီတစ်စင်းကိုသူ့ဘွားရဲ့နေဝင်ချိန်ဒီမှာဖန်တီးထားခဲ့တာပဲဖြစ်ပါတယ်။ဖရက်ဒီက1982ခုနှစ်ကစပြီးတော့အိရှာမီယောဂလက္ခဏာတွေကိုစတင်ခန်းစားရက1986ခုနှစ်မှာတော့ဖရက်ဒီမှာအိရှာမီ AIDS ပိုးတွေ့ရှိရတယ်ဆိုတဲ့စစ်စစ်ချက်ကိုလက်ခံရရှိခဲ့ပါတယ်။အဲဒါကြောင့်ဘာသာတရားကန့်ဆိုင်တဲ့မိသားစုကပေါက်ပွားလာတဲ့ဖရက်ဒီကလက်တင်ဘာသာ၊ဂီတာလင်ဘာသာနဲ့ အရိပိဘာသာရင်းနဲ့တူဖျားသခင်ကိုသူ့ကိုပြစ်ထားတော့မှလားဆိုပြီးတော့ဒေါသထွက်လျက်ကဝမ်းနဲ့တကြီးငိုကြေးတိဆိုထားတာကိုဘွေမီယာရက်စတိုရီတစ်ချင်းမှာတွေ့ရှိရမှာပဲဖြစ်ပါတယ်။ပရတီကဆိုရင်တော့သူမသိဆုံးမိတရက်လို့နိုဝင်ဘာလ23ရက်1991ခုနှစ်မှာသူ့မှာ HIV INDS ပိုးရှိတယ်ဆိုတဲ့အကြောင်းကိုတော့ပရိသတ်တွေအားလုံးကိုဝန်ခံခဲ့ပါတယ်။ပရတီကဆိုရင်တော့သူ့ကိုသူဗိုင်းဆယ်ရှယ်တယောက်ဆိုပြီးတော့ကမ်းမမလုပ်ခင်ကတည်းကမယ်ရီအော့စတင်ဆိုတဲ့ 6နှစ်ကြာလက်တွဲလာတဲ့မိန်းကလေးနဲ့ဆက်ဆက်ထားပေးသားလည်းဖြစ်ပါတယ်။နာမည်ကြီးသင်္ချင်တပုတ်ဖြစ်တဲ့ Left for My Line ဆိုတဲ့သင်္ချင်ကမယ်ရီအတွက်ရေးဆက်ထားတဲ့သင်္ချင်တပုတ်ပဲဖြစ်ပါတယ်။1956ခုနှစ်ဒီဇင်ဘာလမှာတော့ Freddy ကမယ်ရီကိုသူ့ရဲ့လင်စိတ်တင်းညွတ်မှုကြောင့်ဖွင့်ရဝေခံပြီးတော့သူတို့နူးရဲ့ဆက်ဆံရေးကိုတငယ်ချင်းအနေနဲ့ပဲဆက်လက်လက်တွဲကြဖို့အတွက်နှိုးသဘောတူညီလက်ခံခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ Freddy ကသူ့ရဲ့ခင်မွန်းဖြစ်တဲ့ဂျင်ဟန်တန်နဲ့1985ခုနှစ်ကစလို့ သူသေဆုံးတဲ့အချိန်1992ခုနှစ်အထိလက်တွဲခဲ့ကြပါတယ်။ဖရက်ဒီကသူ့ရဲ့ခင်မွန်းဖြစ်သူဂျဲနဲ့အတူသူ့ဘဝရဲ့လက်ကျန်တက်တန်းဖြစ်တဲ့အချိန်6နှစ်စလုံးကိုကုန်ဆုံးစေခဲ့ပါတယ်။ဂျင်ကသူ့ကိုယ်တိုင်ကလည်း HIV ရောဂါကိုခံစားနေရပေမဲ့ဖရက်ဒီနေမကောင်းဖြစ်တဲ့အချိန်တလျှောက်လုံးမှာလည်းပြုစုရင်က6နှစ်တာအချိန်ကာလကိုအတူတူပေါင်းသိနေတိုင်းကကုန်ဆုံးခဲ့ကြပါတယ်။ဖရက်ဒီကသူ့သေဆုံးတဲ့အချိန်အထိခင်မွန်းဖြစ်သူဂျင်မီခဲ့တဲ့ရွှေလန်းစုတ်ကိုဝင်ထားကိုကြည့်ရင်တော့သူ့ရဲ့ခင်မွန်းပေါ်မှာ ဘလောက်ထိတန်ရောင်းစင်ကြီးတယ်ဆိုတဲ့ချက်ကိုသိသာစေပါရယ်ဖရန်တီကယောက်ျားလေးတယောက်အနေနဲ့ဘာသာတရားကိုင်ဆိုင်တဲ့မိသားစုကနေမွေးဖွားလာခဲ့တဲ့အတွက်သူ့ဘဝမှာသူကဘိုင်းဆက်ရှယ်တယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကမ်းမလုတ်ခွင့်ကိုဆုံးရှုံးပြီးတော့မေရီအော်စတင်နဲ့ချစ်ကြိုက်ခဲ့တာပဲဖြစ်ပြီးတော့ဖရန်တီယာဆိုရင်တော့သူ့ HIV ရောဂါပိုးစတင်တွေ့ရှိချိန်ကစပြီးတော့ straight friday ကိုဖျောက်ဖျက်ကဘိုင်းဆက်ရှယ် friday ဖြစ်ရှင်သန်ရက်တီနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ friday က ်မေရီအော့စတင်ကိုသာပဲသူ့ဘဝအတွက်အချစ်ရဆုံးလူတစ်ယောက်ဖြစ်ခဲ့ပုံရတယ်ဆိုပြီးတော့လူအများကသုံးသက်ကြပါတယ်။ဘာကြောင့်ဒီလိုသုံးသက်တာလဲဆိုရင်တော့ဖရက်ဒီသေဆုံးပြီးတဲ့နောက်အမွေ90ရာခိုင်နှုန်းကိုမေရီအော့စတင်ကရရှိခဲ့တဲ့ပြင်ဖရက်ဒီရဲ့ရုပ်ပြကိုလည်းအမေရိကပဲထင်းထင်းခွင့်ရရှိခဲ့လို့ပဲဖြစ်ပါတယ်။မေရီအော့စတင်နဲ့ဖရက်ဒီကအချစ်သူအဖြစ်ကရက်စဲပြီးပြီမြေတငယ်ချင်းကောင်းတွေအဖြစ်ဆက်လက်လက်တွဲခဲ့ကြပါတယ်။မေရီကလည်းတခြားယောက်ျားတစ်ယောက်နဲ့လက်တွဲပြီးတော့ကလေးတစ်ယောက်ထွန်းကားခဲ့တယ်လို့ ပရဒီကလည်းသူ့ဘွားရဲ့နောက်ဆုံးအချိန်ကိုခင်မွန်းပြည့်သူဂျင်းနဲ့အတူတူဖျက်ဆီးကုန်ဆုံးခဲ့ပါရယ်။ပရဒီရဲ့ချက်ဆုံးပြည့်သူကသူ့ဘွားရဲ့တူလေးသောမိမဖြစ်တဲ့ Mary Austin လား။ဘဝနေဝင်ချိန်ကိုအတူတူကုန်ဆုံးခဲ့တဲ့ဂျင်းအတန်လားဆိုတာကတော့သွားလေသူ Freddie Mercury ကလွယ်လို့ဘယ်သူမှမသိနိုင်ပါဘူးပရိသတ်ကြီး။ဂီတလောကမှာ Freddie Mercury လို့ဆိုပြီးတော့နေရာယူနိုင်ခဲ့တဲ့အချိန်မှမှသူ့ဘဝကိုဇာတ်တုံးမုံမြော်ဖြစ်စေခဲ့တဲ့ HIV ရောဂါကိုခံစားနေရတဲ့အချိန်မှဖန်တီးခဲ့တယ် ဘိုဟီမီးယန်ရက်စတိုရီတချင်းကဆိုရင်တော့နှစ်ပေါင်း40ကျော်ကြာတဲ့အထိတောင်မှအမြင်ကျော်ကြားခဲ့တဲ့ကမ္ဘာကျော်ချင်းတဲ့ဘဝပဲဖြစ်ခဲ့ပါတယ်။ဘိုင်းဆက်ရှဲတယောက်အနေနဲ့သူ့ရဲ့ဘဝကိုသူ့ဘဝရဲ့နေဝင်ခါနီးချိန်တွေမှာမှရက်တီခွင်ရခဲ့သူနှစ်ပေါင်းများစွာကြာခဲ့တာတောင်မှကျော်ကြားစေအမှုပညာများစွာကိုဖန်တီးခဲ့သူဖရက်ဒီမာဂျိုရီအားတတိယလွမ်းဆွန်လျက်